ဆန်ပိုးလေးတွေဟာမိတ်ဆွေတို့ရဲ့ဆန်အိုးလေးကိုဒီလိုနည်းနဲ့ရောက်ရှိလာကြတယ်။ပရိသတ်များအားလုံးလည်းမြင်လာပါရှင်။ဒင်းကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုမြင်နေရတဲ့အကောင်လေးတွေကိုတော့အားလုံးပဲတရင်တနေသေးကြလိမ့်မယ်လို့ထင်ပါရစေ။ထမင်းတစ်ခါချက်ခါနေရင်သူတို့ပါမပါအမွှေးနောက်ရှာဖွေပြီးမှချက်ပြုတ်ရတာလည်းအလုပ်တစ်ခုလို့ဖြစ်နေပါပြီ။ဟုတ်ပါတယ်ဒီကောင်လေးတွေကဆန်ပိုးတွေပါ။ အလုံးပေးထားတဲ့ဇံအိုးတွေဇံအိတ်တွေတဲ့ကိုဒီကောင်လေးတွေဘလို့နည်းနဲ့ရောက်ရှိလာလဲဆိုတာအတော်လေးစဉ်းစားစရာပါ နောက်ပြီးဇံထဲကိုသူတို့ရောက်ရှိသွားပြီဆိုတာနဲ့ရှစ်လလောက်ကြာရင်အဲ့ဒီဇံအိတ်တအိတ်လုံးကရစရာမရှိအောင်ကြေမော့သွားမှာပါစံပိုးတွေဟာဒီစံအိတ်တွေကိုအပြင်ကနေရောက်လာတာမဟုတ်ဘဲစံအိတ်ထဲမှာရှိတဲ့စံစည်းတွေကပဲရောက်လာတာဆိုရင်မိတ်ဆွေတို့အံ့ဩသွားကြမယ်ထင်ပါတယ်။ကဲဒီကောင်လေးတွေနဲ့ပတ်သက်ပြီးစုံစုံစစ်စစ်သိကြရင်တော့ဗီဒီယိုကိုအဆုံးထိအတူဆက်ကြည့်ပေးပါဦးနော်။ Rise Weave လို့ခေါ်တဲ့ဒီဆန်ဘိုးတွေဟာဆန်စည်းတွေထက်အရွယ်အစားသေးငယ်ပါတယ်။သူတို့ကသားမန်လူသားတွေလိုပဲဆန်ကြုံအစားရှိတဲ့ကောက်ဘဲသီးနှံတွေကနေရတဲ့ကာဘိုဟိုက်ဒရိတ်တကြားဓာတ်ကိုအတော်လေးခုံမင်းကြပါတယ်။ဒါပေမဲ့ကျမတို့နဲ့မတူတာကတော့လူတွေဟာဆန်ကြုံအစားရှိတဲ့ကာဘိုဟိုက်ဒရိတ်တွေကိုအလွန်ကြုံစားမိရင်စီးကျိုသွေးကျိုရောဂါဖြစ်ပြီးတော့ဒုက္ခရောက်နိုင်ပေမယ့်ဒီတတဝါလေးကတော့ဆန်အိတ်တရာလောက်ကောင်စားလဲစီးကျိုဖြစ်မှာကိုလုံးဝမစိုးရိမ်ရပါဘူး။ဟာတာအနေနဲ့ပြောတာပါ။ကဲလူရင်းကိုဆက်သွား ါကြရအောင်။သူတို့မှာ Rostran လို့ခေါ်တဲ့အင်မတန်တန်ဆွမ်းတဲ့အနာတန်ရှိတစ်ခုရှိပါတယ်။အဲ့ဒီနာတန်ရဲ့ထိတ်မှာဆက်သွားလို့ထက်မြက်တဲ့အချုံလေးတွေပါပြီးတော့ဒီယာရီကစံစည်းတစ်စည်းကိုခနာလေးချင်းအပေါက်ဖောက်နိုင်ပါတယ်။သူတို့ဟာစံစည်းကိုဖောက်ပြီးအထဲမှာရှိတဲ့အချိုတန်းနဲ့အစီအနှစ်တွေအားလုံးကိုကုန်ခဲအောင်စောက်တော့ပြီးရင်တော့အခုမဲကြံတော့တဲ့စံစည်းထဲမှာခဏတစ်ဖြုတ်အနားယူရင်းနဲ့အစီအစ်နေတတ်ပါတယ်။အနေရတစုံတရာကြုံလာတဲ့အခါမှာစားနေရာကနေချက်ချင်းသေခြင်းရောင်ကလည်းဆောင်တတ်ပါတယ်။ တကယ်ကိုလူလဲကြတဲ့တရဝဇန်းနေပါမိတ်ဆွေရဲ့ဆိုင်ရဲ့အထဲမှာအခုလိုဆန်ဘိုးအထီးနဲ့အမနှစ်ကောင်မိတ်လိုက်နေရကိုတွေ့ရင်တော့အကုန်ယူပါတယ်။မကြခင်မှာမိတ်ဆွေရဲ့ဆန်အိတ်တစ်ခုလုံးသုံးစားရတော့မှာမဟုတ်ပါဘူး။ဆန်ဘိုးအမဟာသူ့ရဲ့ဥတွေကိုတူလောင်ဖို့အတွက်ပထမဆုံးအနေနဲ့ဆန်စည်းကိုအပေါက်အရင်ဖောက်ပါတယ်။ပြီးတော့ဥတွေကိုအပေါက်ထဲဥချတာပါ။ ကာဒလီဦးနဲ့အပေါက်ကမတည့်တဲ့အခါမျိုးတွေမှာသူ့ရဲ့သားလောင်းကအပြင်ကိုရောက်သွားပြီးတော့အသက်မရှင်နိုင်ပါဘူး။စံစီတဲကိုရောက်သွားတဲ့ဦးဟာနောက်ရက်30ကျတာနဲ့သားလောင်းကနေတက်ကြီးကောင်ဖြစ်သွားပါပြီ။အဲဒီခါမှာသူဟာစံစီတဲကထွက်လာပြီးတသက်လုံးစားမကုန်တဲ့စံတွေကြားမှာဆက်လက်ပြောင်းမွေနေပါတယ်။တကယ်တော့ဒီကောင်တွေဟာစံမဖြစ်ခင်စပားပင်မှာအနှံတွေစားဖြစ်ပြီးဆိုကြတဲ့ကဒကောင်စားနှစ်ကောင်စားရောက်ရှိနေရပါ။တခါတလေစံတွေထုတ်တဲ့စက်ယုံကလည်းပါလာတတ်ပါတယ်။ပြီးတဲ့အခါမှာသူတို့ဟာစံတွေကြားမှာခူပေါင်းနေနေ ဲ့ဈေးကွက်ထဲကစံအိတ်တွေတည်းထိပါလာကြတာပါဒါကြောင့်အခုနောက်ပိုင်းပညာရှင်တွေကစက်ယုံတဲမှာအနည်းမျိုးအတန်ဖန်းဆက်တွေကိုသုံးပြီးတော့စံပိုးတွေကိုရှာဖွေတယ် သူတို့ရဲ့ဆန်တွေကိုစားနေတဲ့အတန်ကိုရှာပြီးအဲ့ဒီအိတ်တွေကိုတီးတန့်ခွဲထားတာမျိုးလုပ်ပါတယ်။ဒါပေမဲ့တွင်တွင်ကြဲကြဲအသုံးပြုနေတဲ့နည်းပညာမဟုတ်ပါဘူး။အဓိကကတော့ဆန်ပိုးမလာဖို့အတွက်ဆန်ကိုလေလုံတဲ့နေရာမှာထားဖို့လိုပါတယ်။ခမင်းချက်တဲ့ထဲပါသွားလို့သူ့ကိုစားမိမှလည်းမစိုးရင်ရပါဘူး။ဘာကြောင့်လဲဆိုတော့ဒီအကောင်တွေကဘိုက်ထဲရောက်တဲ့အခါမှာအန်ဒီယံမဖြစ်တဲ့အပြင်ပရိုတင်းဓာတ်ပါအစ်စ်အနေနဲ့ရရှိပါသေးတယ်။ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။